ဒီနေ့မှာတော့ကျွန်တော်တောင်တစ်ခုတည်းနဲ့ခန်းစားမှုနှမျိုးရရှိမယ်ကျွန်တော်စောင်းရာဒီနဲ့စောင်းရာဒီခန်းစားချက်ရမယ်ဆောလာဆန်ဟူလင်ကို ွားလဲပြီလေးတင်ဆက်သွားမှာဖြစ်ပါခင်ဗျာဒီဘက်မှာဆိုလို့ရှိရင်လုံးဝပေါ့เนาะ6တွေ့နေပြီးတော့ကျွန်တော်တစ်ဖက်မှာဆိုလို့ရှိရင်လည်းလုံးဝကိုရောင်သွေးစုံစုံလင်လင်နဲ့လှပနေတဲ့တောင်ကိုတွားလဲခဲ့တဲ့ဗီဒီယိုလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြအောင်ခင်ဗျာတဘာဝကိုကြိုက်တဲ့လူတွေဆိုလို့ရှိရင်တော့လုံးဝသဘောကျမှာအသေးချပါပဲရှုခင်းတွေကိုလည်းအစအမြည်လေးကျွန်တော်ပြပေးထားပါတယ်လုံးဝခံစားကြည့်ရှုပေးကြအောင်ခင်ဗျာ ကျွန်တော်ကတော့တော်တော်လေးကိုသဘောကျပါတယ်။သွားတာဝေးတယ်။တညအိတ်နှစ်ရက်ခီးဖြစ်ခဲ့ပြီမဲ့ကျွန်တော်အတွက်ကတော့အခုဗီဒီယိုပြန်ပြီး update လုပ်တဲ့အချိန်မှာလုံးဝကိုစိတ်ကြေနက်ခရတဲ့ခီးစင်လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကြောင့်မလို့ဒီလိုတပင်းလေးတွေရောင်ပြောင်းတဲ့ကိုရီးယားစောင်းရာစီမှာကျွန်တော်နဲ့အတူတူကိုရီးယားနိုင်ငံရဲ့တဘာဝအလတရားတွေကို ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါခင်ဗျာ။ကဲအတူတူကြည့်အောင်ခင်ဗျာ။ အားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့ကတော့ကျွန်တော်က Don't Solve Roof Terminal ရောက်နေပါတယ်ဆိုးဝေးပြေးကားဝဲပေါ့နော်အဲ့လိုရောက်နေရဲအဲ့ရာနေမှာကျွန်တော်နှစ်နာရီလောက်ဝေးပြေးစီးပြီးတော့ကျွန်တော်တောင်းသွားတက်မလို့ပါအာအခုကတနာရီတောင်ထိုးနေတနာရီထိုးမှဆက်စီးရမှာတော့ဒီနေ့မမီရင်လည်းအဲ့နာမှာအိတ်ပြီးတော့မှမနှက်ဖြန်းတက်မယ်ဒီနေ့မီရင်လည်းဒီနေ့တက်မှာပေါ့နော်အခုတစ်ပင်နေတွေကအဲ့လိုအရောင်ပြောင်းနေပြီပေါ့အရောင်ပြောင်းနဲ့အလှကိုသွားကြည့်ဖို့အတွက်တက်မှာပါကျွန်တော်လည်းတူ like ခဲ့ပါအောင်နော်ဒီလိုသွားပါမယ် ကာစီယာညနေ၄နာရီလောက်မှရောက်တော့လေမိုးချုပ်သွားဒီပိုဆက်มาပဲကျွန်တော်မိုတန်ငားပြီးတော့အိတ်လိုက်မယ်ဗောနော်အိတ်ပြီးတော့မနေ့အောင်မှဆော့ဆော့လေးထားတက်ပြီးတော့စိုးဘက်ကိုပြန်တက်မယ်ဗောအဲဒီဘက်ကတော့ဟိုဟာအပင်တွေကအကုန်လုံးအရောင်ပြောင်းပြီးတော့ကြွေတောင်ကြွေနေပြီတော်တော်လေးလက်လာနေပြီဗောနော်ကျွန်တော် တိမိုသဲမှာတဲမယ်ဒီနားလေးကကျွန်တော်တို့တောင်တက်တဲ့လူတွေအတွက်နားယူရနေရာဆိုတော့လေကျွန်တော်တို့ဒီမှာညအိပ်ပြီးတော့တက်ကြတာဆိုတော့ဒီမှာလက်ဆောင်ပစ္စည်းဆိုင်ရှိမယ်ပြီးတော့ကျွန်တော်တို့ဟိုဘက်မှာအောက်မှာစားတောက်ဆိုင်တွေလည်းရှိတယ်စားတောက်ဆိုင်တွေဘိုက်ကတော့အရင်မစားသေးဘူးပြီးမှပဲစားမယ်စားတောက်ဆိုင်တွေရှိတယ်စားတောက်ဆိုင်တန်းတွေပေါ့နော်ဟွန်း ပတ်ကြည့်လာအောင်မကျွန်တော်တစ်ပင်လေးတွေကိုလိုက်ကြည့်နေဒီတဝိုက်ကဆိုင်လေးတွေကအကုန်လုံးနှိပါဂျင်စင်းကြက်ပေါင်းနေနောက်ပြီးတော့ထမင်းတုပ်ဆိုင်တွေအဲ့လိုဆိုင်တွေများရပါတော့ထမင်းတုပ်တွေအဲ့လိုဆိုင်တွေပဲပုံစံတွေကဆင်တယ်ပေါ့ရှားရကြရှောက်ပတ်ကြည့်ရင်လည်းမိုးတောင်ချုပ်သွားပြီအဲ့ဒါကျွန်တော်ဆိုင်မှာထိုင်မစားချင်ဘူးဒီနေ့တော့အခန်း၅ထောင်အခန်းထဲမှာ AC ထိုင်စားမယ်ဆိုပြီးတော့ကြက်ကြော်နဲ့ကျွန်တော်ကြက်တော်မိတ်ပင်လယ်စာကြော်ပေါ့အဲ့နှစ်ခုဝယ်လာတယောက်တည်းစားမယ် အခန်းလေးရောကျွန်တော်တို့6000နဲ့တယောက်8ခန်းလေးပေါ့ကဲအဲဆိုရင်အခန်းမှာပဲစားရမယ်တောက်ကုန်ပြပါခင်ဗျာကဲမနေ့ပြန်လှပနေရလေးအတူတူကြည့်မယ်ဟိုကောင်းတယ်ညပ်ပြီးသား သူယူလက်ကုန်သွားပြီဆိုတော့ကျွန်တော်ရမ်းမဲ့ဆက်စားလိုက်ပါအောင်ပါတော့ရှိတာလူတစ်ယောက်နဲ့နားလိုက်ပါမယ်နောက်ဖက်တောင်းတတ်ပါမယ်အခုစားပြီးတော့ခဏနေအိပ်ပြီးတော့နားလို့မှာပါတော့ ေတားအတိုက်ပြီးအေးဆက်နေတာပဲ။ဝေးဝါတထောင်လုံးဝါထိနေတာပဲ။ဟိုဘက်ဒီမတော်ခင်အားဖြစ်မဲ့သူက9နိုင်ထူမှာတောင်စတက်လို့ရမှာဆိုတော့လေ။သမင်းတုပ်လေးစားတော့လာအောင်ပဲ။ဒီပင်းစုပ်ဘဲချိန်မှတော့မပြန်စင်ပြီးပြီးရင်ဦးပြီးကားရီပိုင်းမမိပါဆိုရင်သူမစားဖြစ်မှာဆိုလို့သမင်းစားအောင်မယ်။အော်ဒီနားလေးတော်တော်လာပဲ။ တို့ရေစီမှာတို့ဟဲ့ဒါပေမဲ့ရောင်းနေဈေးသက်တွေလည်းရှိတယ်အရှိမောတဲ့ဒီစိုင်းတဲ့ဒီလေးရောင်းအာကျွန်တော်ကြောက်ဦးထမင်းတော့ပေါ့အိုးအပူပေးထားပေါ့อืมအဲ့ဒါအဲ့ဒီလိုမျိုး အရာဟင်းအောင်ဒီလိုမျိုးပဲငပိဟင်းချိုလေးတစ်ခွပေးတယ်ဒီဆော့ညက်ပြီးတော့အဓိကဒီငချောက်ပေါ့အဲ့ငချောက်ကိုအဓိကပဲအခုငချောက်နဲ့ဒါထမင်းပေါ့ထမင်းတော့ သားထွက်အသည်ရွက်တွေပေါ့အရွက်တွေပေါ့အပင်လေးတွေနဲ့ကောင်းမှာစီငါပြီးတော့တစီရမော်ဒယ်နဲ့ပြီးတော့ကျွန်တော်တပေါင်းွယ်တဲ့ဘူးစမွန်ဇမုံစမ်းမြေ 기쪽그리고지금우세계전체가저기일로들어가야되는데저기에서들어가야네.နေရောက်ရောက်ပြောเนาะသူက9နိုင်မှာစမှာဆိုတော့မဖွင့်သေးဘူး9နိုင်မှာစတက်ခွင့်ပြီးမှာဆိုတော့လေအခုတော့ဒီမှာတက်မဲ့လူတွေကတော့စောင့်နေကြပြီပေါ့เนาะအခုက7နိုင်46 လေလက်တာတိုက်တော့လေတောင်ပေါ်မှာတော့ရွက်တွေတိတ်မရှိတော့ဘူးကျွန်တော် တောင်အောက်မှာတော့ရွက်တွေကြံနေရဆွမ်းနာကားလန်းတစ်လျှောက်မှာဆိုတော့ရွက်လေးလှနေတယ်အဲတောင်ပေါ်မှာတော့တိတ်တော့မရှိတော့ဘူးဒါပေမဲ့လည်းရောက်လာမှာတော့တက်ရတော့မှာပဲဆယ်လပိုင်းတော့ဟောသူက၈နာရီနေစပြီးတော့တက်လို့ရပါတော့ညနေ၃နာရီအထိ၁၇ပိုင်းဟောတော့၉နာရီနေပြီးတော့ညနေ၂နာရီအထိပဲတက်လို့ရမယ်ဖောင်ဖြည့်ပြီးတော့တက်ရတယ်ဗောနော်ကြိုတင်ပြီးတော့ပိုကင်လုပ်လို့လည်းရတယ်ကြိုတင်ပိုကင်လုပ်ရတဲ့ဒီအောင်မှဆိုလို့ရှိရင်တော့ဖောင်ဖြည့်ပြီးတော့တက်ရတယ်ဗော တော့မနက်ခင်းဆိုတော့ဒီဘက်ကလင်းတော့ကြလူကတော့မှောင်နေတယ်ပထမဆုံးတက်တက်ချင်းတော့ဒီလိုလေကတက်ရမယ်လေးတွေတားတိုက်တော့အပင်လေးတွေကတော့ရွက်တွေတအားကျွေနေပါတယ်ပူချိန်ကဒီနေ့3နောက်ပဲရှိတယ်ဒါပေမဲ့

တခြားလုံးကတော့အကုန်ကျွေသွားပြီရိုးတွေကြီးပဲ၆ကတ်နေရပဲလုံးဝဆောင်းတွေမှာတည့်ရတည်မရှိရပုံစံဖြစ်သွားပြီပေါ့နော်ဒီပေါ်ပန်းလေလက်တားတိုက်တာနဲ့အေးလေအေးတာနဲ့ဆိုတော့ပြမအောင်ဆုံးရေတကောင်တစ်ခုတွေ့ရေတကောင်က ရေကတော့နည်းနည်းလဲတယ်ဒါပေမဲ့ကျနေတဲ့ပုံစံရေတကုံပုံစံကတော့အလှတယ်ပေါ့ဒီရေတကုံနာမည်ရောရှင်ဖို့ဖို့ဒီကနေမြေနေရတဲ့တောင်တွေတော်တော်လှဒီတိုင်းကြီးကကြောက်ကြရည် တော်တော်တိုက်ပြော့နာကြီးတွေဟာရှူတယ်အာဒီနားနေမြရရှိခဲ့တောင်တွေအထက်တက်ဟောဒီနားလေးကတော့တော်တော်လေးလာတယ်တောင်တွေအထက်တက်ပဲ 校长与纪律。嗯嗯 <laughs> ထိတ်ကိုရောက်လာပါပြီတာထိတ်ပါလေးတာတိုက်ပါတာအေးပါတယ်တော်တော်လေးကိုအေးပါတယ်နေရတယ်လည်းနေပြီးတော့ပြတ်မထွက်ကြတာကတော့ကဲပြန်စင်းမယ်တာတောင်ထိတ်ပါအိုးလေးငိမ့်တော့မရဘူးလေးတိုက်လို့တာအေးရ ကြောက်တောင်နဲ့ထိုးထထောင်တောင်နဲ့တော်တော်လေးကြည်ရလာပြန်ဆင်းပါပဲအနာကြီးလက်ယူတယ်ဒီဘက်ကနေတက်လာပါတော့ဒီဘက်ကနေတက်လာပြောအခုဒီဘက်ကိုပြန်ဆင်းမယ်ဟုတ်ကဲအဆင်းကတော့လှေကားလေးကြီးပဲအခုလောလောဆယ်တော့ ဒီဘက်ကြောက်သားတွေပြိုကြအောင်လို့အပေါ်မှာဒီလိုတန်စကားတွေလှုပ်ပေးတာကြောက်တောင်ရေပေးဆိုတော့လေဒီလိုမျိုးတော့ဆုံးပပိုးအခုကတော့မိုးရသည်မဟုတ်တော့ဟွာရှည်တော့နေနေတယ်နေရသည်မဟုတ်တော့ နာကျူရာအတူလေးနဲ့တောင်းနဲ့တော်တော်လေးလကြည်ရမက်ဆီပရာသာဖြစ်တယ်ဒီကောင်တောင်းဒီကအိုးလှုပ်တယ်ကျူရာလေးဒီဒီကတော်တော်လက်ဆက်ပဲတော့လှုပ်တာပဲကျူရာလေးတပွင့်လုံးရှူဝါရောင်လေးကိုတန်းနေရပဲနေရောင်လဲဆိုတော့လေးတောက်ပြီးတော့နေရောင်နဲ့တောက်တယ်ဆိုမှနေရအုပ်တောင်သွားလိုက်သေးတယ် အဲ့လိုမျိုးရွှေရောင်တောက်ညာကောင်းငိမ့်နောက်ခံတဲ့လာဒီနေရာလေးဒီနေရာလေးရောင်ဆုံဖြစ်နေပါသေးတယ်အဲတော်တော်များများကြွေသွားပြီဗောနော်ရွှေတရား ဆက်ပြီးတက်လိုက်ပါအောင်မယ်ဟိုဟိုဟာဟူး ီနေရာလေးခြေကွန်လေးနဲ့ဆိုလာခြေကွန်လည်းအစင်လန်းတလျှောက်ပဲခြေကွန်ညင်ညင်လေးစီးနေတယ်လို့ ောက်ပိုင်းရောက်လာတဖြည်းဖြည်းနဲ့ရွက်ကလေးတွေများလာပြီအယောင်စုံလေးနဲ့ကြည်လို့လှလာပြီပေါ့နော်ဒီဘက်ကတော့အဝါရောင်လေးတွေပုံများတယ်အဝါရောင်နဲ့ဟိုခြောက်နေတဲ့အယောင်လေးတွေရောကျွန်တော်တို့အလိမ့်မောင်အောင်ပုံစံမျိုးဖြစ်နေတာပေါ့လိမ့်မောင်နဲ့အဝါရောင်နဲ့များတယ်ပကြီကားတစ်ချက်လိုပဲဒီနားလေးကဟိုတောင်ကြီးကိုကြည့်ပါဦး အေးတောင်မခံနိုင်တဲ့ပင်ကဒီလိုဖြစ်သွားပြီတချို့ပင်ကတအားကိုခြောက်ပြီးတော့ဒီလို၆တောင်ကောင်းလိုက်တာတော့အာတောင်တက်ရဒီလိုချင်းလေရလဲစောင်းဦးဆိုတော့လေအေးလေးတိုက်ပြီးလို့ ရွက်တွေတိတ်မစုံတော့လို့တော်တော်လေးလာဒီတောင်အရောက်တော့ရေတကွန်လေးတွေရဲ့ရေတကွန်ဘေးနားမှာပေါ့ဖြတ်ပြီးတော့ဒီလိုမျိုးတံတားတွေပေါ့ရေတကွန်ဖြတ်ပြီးစောက်ထားတာအဲ့ဒါလေးလည်းတော်တော်လေးလက်စီပရာသာဖြစ်တယ်ပေါ့နော်အခုဒီအောက်မှာတော့အရောင်လေးတွေတော်တော်စုံတယ်ဒါမှမဟုတ်ကျွတ်ကျွတ်တဲ့ပဲကြာတော့ပေါ့နော်ဝါ ီညာလေးလာတယ်တော်များတော့ကျွန်တော်တို့တော်ဒီဘိုးကဆိုင်အမုတ်တွေဝယ်ပြီးတော့နားပြီးစားကြရပေါ့ကျွန်တော်မုတ်တော့ပါတယ်ဒါမှမစားတော့ဘောเนาะတန်းပြီးတော့သွားမယ် ဟိုးအပေါ်တက်လို့ရတယ်ဒီဘက်ချမ်းကတက်တဲ့လူပုံများတယ်ဗောကျွန်တော်ဟိုဘက်ချမ်းကတော့တက်တဲ့လူနဲ့ဒီဘက်ချမ်းကပို့ပြီးတော့ရွက်ရောင်ပြောင်းလေးတွေများတယ်ဗောနော်ဟိုဘက်ချမ်းမှာရွက်ရောင်ပြောင်းမရှိတော့ဘူးอืมဒီလိုမျိုး ဒီနားမှာတော့အနားယူပြီးတော့စားနေတယ်သူများတယ်အဖွဲလိုက်တယ်ဒီနေရာတကယ်လှပဲဒီဘက်မှာတော့လူမပြတ်တော့ဘူးเนาะဒီဘက်ကတော့ကျွန်တော်အဲ့လိုဟိုဘက်ကထိတ်ကတတ်တာမဟုတ်ဘူးသူတို့ကဒီဘက်ကနေဖြတ်တတ်တာဆိုတော့ဒီဘက်မှာလူမများများတယ်ဗောနော်ဟိုဘက်ကလူနေတယ် တီးရွက်လေးတွေကဝဲနေတာတော်တော်လေးလှတယ်ဝါများလိုက်တဲ့လူတွေဒီရှုပ်ပဲနဲ့တော်တော်လာပဲဝါ ူကတော့တအားကိုများတယ်ဗောနော်သူကတန်းနေရမပြတ်ဘူးဒီဘက်ရောက်မှာပဲအပင်တွေ့ရအမှန်တကယ်ကကျွန်တော်ကဟိုဘက်ကတဆီနဲ့တက်ပြီးတော့တောင်မော်ထိအပေါ်ပိုင်းထိရောက်သွားတာအဲ့ဒီကနေမှပြန်ဆင်းတဲ့ပုံစံမျိုးလမ်းလျှောက်ပြီးတော့အဲ့ဒါကြောင့်ဒီအောက်ပိုင်းရောက်တော့မှလေအရွက်တွေကအပေါ်ပိုင်းရောက်တော့တအားလဲအေးရလေလဲကျန်းတော့တော့တောင်ပေါ်မှာရောက်တော့ အရွက်တရားမရှိတော့အဲ့လိုဖြစ်တယ်ခုဒီမှာဆိုရောင်းဆုံးကြံသေးတဲ့အရွက်တွေဝါအာပကြီးကားတစ်ချက်လိုပဲရောင်းဆုံးအစိမ်းရောင်းလေးတွေရောတော်တော်လေးလာတယ် ရှာသူတို့ကလည်းအေးတယ်လေးလေးလည်းတိုက်တယ်ဆိုတော့အချွေးတော်မှပြောင်းအောင်လုံးအောင်ပေါ့အဲ့ညီလေးတက်ဝတ်ထားတော့မှမအိုက်ဘူးပေါ့နော်အဲ့ဒါကြီးပိုင်းတွေတော်တော်များတယ်တောင်တက်ကြလေးဖြည်းဖြည်းချင်းနဲ့သူတို့ကတော့အများအားအရင်ကတည်းကတတ်တာဆိုတော့တက်လိုက်တက်ထားရှိတော့လေတောင်တက်တဲ့အချင်းရှိတော့သူတို့ကတော့တိတ်မပင်မအောင်အသက်ကြီးပိုင်းဆိုရင်မှလည်းသူတို့ပုံစံကြည့်ရတာအများအားအရင်ကတည်းကတောင်တက်ဝါသနာပါတက်နေကြဆိုတော့လေအင်း ျွန်တော်တက်ရောက်သေးတက်တာဆိုတော့အရန်လည်းမမောတော့လေထိုင်ပြီးတော့မနာဘူးဖြည်းဖြည်းချင်းရှောက်ရင်းနဲ့ဗီဒီယိုလေးထပ်ဖို့လေးရှားရင်းနဲ့ဆိုတော့ဟိုဟာဖြစ်တယ်တောက်လျှောက်တော့ဟိုဟာဖြစ်တာပဲရှောက်နေတော့နော်အင်းလူများတော့အမြန်လည်းသွားလို့မရအောင်ဖြည်း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 ချင်းရှောက်နေရတယ်ဟူးကိုအောင်ကိုဆိုရင်တော့အမြန်ပြေးစင်းပြီးပါပြီ ရေကတောင်ကြရေဆိုတော့ကျွန်တော်တော်တော်ကြည်ရကြည်စိမ့်ညာပဲဒါပေမဲ့တိရွဲ့တွေ့ချင်းဆိုတော့တိရွဲ့အမိုက်လေးတွေနဲ့ကောင်းပါကောင်းပါကောင်းပါ လမ်းကလည်းကျွန်တော်ဒီလိုကြောက်လမ်းလေးတွေကိုဘေးနားမှာကျွန်တော်ရေတကွန်လေးတွေပေါ့ရေတကွန်လေးတွေနဲ့ တောင်ကြီးမှာကျွန်တော်ဖះအကြောင်းရှိတယ်ဒီမှာဖះအကြောင်းနဲ့ခဏဝင်ကြည့်ဖះအကြောင်းမှာရှိတောက်လို့ရကောနော်ကဲရှိတခွာတော့တော့ အေးနေရမယ်အေးနေရကဲဖျားကြောင်းဘုရားကျုပ်ပါလားဖျားကြောင်းနာဒီပင်လေးကတော့စိမ့်နေသေးတယ်အောက်ရောက်လေအပင်လေးကတိတ်ပြီးတော့မကြွေသေးလို့ပေါ့နော်အဲ့လိုမျိုးဖြစ်နေဒါလေးကစိမ့်အာလူတော်တော်များပဲအသက်ကြီးပိုင်းနေများတယ်အသက်ကြီးပိုင်းနေတယ် ဆိုင်ဖို့ဒီပေါ့နော်စလိတ်မတောက်อ่ะဒံငွေတွေရောရေးထားတယ်ဒီမှာစလိတ်မတောက်ဘူး ောက်ပိုင်းရောက်လာတော့တော်တော်လေးကိုပြည်သွားတယ်ပေါ့နော်လမ်းလျှောက်လာတာဒီလိုမျိုးပြည်ပြည်ပြည်နဲ့ဟိုလိုလေကားတွေပါတယ်ထပ်ကိုဒီလိုမျိုးဖြစ်သွားတယ် စထွက်တဲ့နေရာပေါ့နော်ကျွန်တော်မိုတယ်ငါးပြီးတော့မင်းညာအိတဲ့နေရာကိုပြန်ရောက်လာတောင်ပေါ်ဆင်းတော့တချို့ရောက်တော့ဒီဘက်ကတက်တာဒီဘက်ကတက်လို့ရှိရင်တော့ဟိုဘက်ကိုတက်လို့မရဘူးဆောနာကျွန်တော်တက်တဲ့ဘက်ကိုကျွန်တော်တက်တယ်လို့မျိုးတက်စီနဲ့အဲ့ဘက်ကိုတက်ပြီးတော့မှအဲ့ဘက်ကနေပြီးတော့ဘုကင်းနေပါလေတင်ပြီးတော့ပေါ့နော်ဘုကင်းကြုံမလောက်ထားလို့ရှိရင်ကျွန်တော်အဲ့မှာဖောင်ဖြည့်ပြီးတော့မှအာတက်လို့ရပါပေါ့အဲ့ဘက်ကနေတက်ပြီးတော့ဒီဘက်ကိုဆင်းပေါ့အဲ့လိုမျိုးတချို့ကတော့ဒီဘက်ကနေပြတက်ဒီဘက်ထိတ်မှာပဲဟောဒါပေမဲ့ဒီဘက်က ဘယ်အရွက်တွေရှိတော့တာဗောနော်ဟိုဘက်ကတော့အရွက်တွေမရှိတော့ဘူးကဲဒါဆိုတော့ပြီးပါပြီကျွန်တော်တက်တာကဟိုက9နာရီထိုးကသူတို့စတက်ခွင့်ပေးရဆိုအခု7နာရီ7မိနစ်ဆိုတော့3နာရီကျော်ဗော3နာရီ7မိနစ်လောက်ကြာပါတယ်အတက်စင်းဒါကျွန်တော်ကတော့ဇက်တိုက်တက်တာဗောနော်ဇာတူတို့ကဒီနေ့ကြည်ပြင်တော့တော်သေးတယ်တက်လား ွာကဲဒါဆိုရင်တော့ပြန်มาတော့မယ်ခင်ဗျာကျွန်တော်ဒီမှာလက်ဆောင်တန်းနေရှိတယ်လက်ဆောင်လက်ဆောင်မြေပဲမြေပဲယူတွေပါရှိမြေပဲယူတွေຫມိုးတွေဝိပစီကဆိုးပြန်